မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်ရဲ့ TikTok မှာဇလန်းရီကတ်တွေကိုအဆုံးထိမတင်နိုင်တဲ့အတွက်အနူးအညွန်ပဲတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်တင်တဲ့ဇလန်းလေးကိုစိတ်ဝင်စားလို့အစာအဆုံးကြီးရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ YouTube မှာ BRS လို့ရိုက်ရှာပြီးအစာအဆုံးတင်ထားတာကိုနားဆင်နိုင်ပါတယ်ခင်ဗျာ TikTok ကနေရောက်လာတဲ့မိတ်ဆွေတွေဆိုရင်တော့ YouTube မှာ TikTok ကလာသီးလို့မှန်ပေးကြနော်ကဲဇလန်းလေးကိုဆက်ကြမယ် ဇကားနမီကတော့ host ပါဒီဇကားမှာဆိုရင် ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းဒေသတစ်ခုကဒေသခံတွေဟာသူတို့ရဲ့တာသမီတွေမွေးဖွားလာတာနဲ့တရဲကပိုင်တယ်တရဲတွေရဲ့တာသမီတွေလည်းဖြစ်သွားတာမို့တရဲတွေစီကနေပွဲတွေပြီးပြီးပြန်ဝဲကြရပါတယ်ဒီလိုပြန်မဝဲခဲ့ဘူးဆိုရင်တော့သူ့ရဲ့မိမိတရဲကြီးကအဲ့ဒီကလေးရဲ့အနားမှာအမြဲလိုက်ပြီးစောင့်ရှောက်နေတာပါတယ်လူတယောက်ကသူ့ပျော်ရွှင်ရပါစေဒီခံစားနေရတာတွေကနေလွတ်မြောက်ပါစေ ရန်ညိုးရန်စားတွေကနေကင်းဝေးပါစေအခက်အခဲအန်တရယ်တွေကနေလွတ်မြောက်ပါစေစားတဲ့ဆူတောင်းစကားတွေကိုတတိတန်းကြီးရွတ်ဆိုနေတာပါအချိန်ကတော့1986ခုနှစ်ဖိုင်းနိုင်ငံချွန်ပူရီအရက်ရမ်ဖာကျွန်းမှာပါဒီကျွန်းကိုအင်ခွန်ဆိုးတဲ့ကောင်မလေးတယောက်ကလင်ငယ်လေးတစ်စီးနဲ့လိုက်ပါလာပြီးသူ့ကို လိုက်ဖို့သူကတော့ပင်ပါအင်ခွန်ရဲ့မျက်နှာပေါ်မှာဝမ်းနေခြင်းပူဆွေးခြင်း စိတ်ပြက်အားငယ်ခြင်းတွေကိုအထင်းသားမြင်နေရပြီလမ်းမြင်နေရတဲ့ကျွန်းကြီးကိုငေးမောပြီးအတွေးတွေဝင်နေခြင်းပင်ကဒီကိုဘာလာလောက်တာလဲလို့မေးလိုက်ပေမဲ့ဇာကပြန်မရပါဘူးမိတေမီလေးပါပဲဒီလိုနဲ့သူတို့မြင်နေရတဲ့ရမ်ဖာကျွန်းကြီးပေါ်ကိုရောက်လာကြတော့ဂန်းချီမှာအန်းဆိုတဲ့ကောင်မလေးကစီးကြုံနေကပင်ကတဲလာတဲ့အဝေးထုတ်ကိုလဲကို့ဘာသာကိုတဲဖို့အင်ခွမ်းကိုပြန်ပေးလိုက်ပါတယ်အန်းကလည်းသူဒီနေရာကနေမကြွင်ထွက်ခွာသွားရတော့မှလို့ပင်ကိုပြောနေကာ အင်ခွန်ကတော့စကားတလုံးမှမပြောဘဲသူတို့နဲ့အတူလိုက်ပါလာရင်တဏီယာအယောက်မှာတကားကြီးတစ်ခုကနေဝင်လိုက်တာနဲ့ခလန်းလန်းမှာအဆောက်အဦးကြီးတစ်ခုကိုလည်းမြင်ရသလိုဘေးမှာတူညီဝစ်စုံနဲ့အလောက်ကိုစီလုံနေကြတဲ့ရွယ်တူမိန်းကလေးတွေကိုလည်းမြင်လိုက်ရပါတယ်အဆောက်အဦးကြီးနားကိုရောက်တော့မိန်းမကြီးတူအူကထွက်လာပြီသူကတော့ဒီနေရာရဲ့ကြီးကျက်သူပါသူမနာမည်ကပရင်ဆာနာဖြစ်ပြီးသူ့ကိုမမေကြီးလို့လည်းအားလုံးကခေါ်ကြတာပါ အင်ခွန်ကိုလည်းတခြားလူတွေနဲ့မိတ်ဆက်ခိုင်းတော့အားလုံးရဲ့အရှိကိုထွက်ပြီးအင်ခွန်လို့ခေါ်ပြီးဒါရူဖွန်ခလေးဂေဟာကနေလာခဲ့တာလို့ပြောတာနဲ့မြောက်ပိုင်းကကောင်းမလေးပဲလို့အားလုံးကဝိုင်းပြီးပြောကရဲကြပါတယ်။ပရင်ဆာနာကဒီနေရာမှာလိုက်နာရမယ့်စီကန်းတွေရှိပြီးအားလုံးကအင်ခွန်ကိုကူညီစောင့်ရှောက်ပေးကြဖို့နဲ့အားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့အန်းကိုအက်ခဲကထွက်သွားပါတယ်။သူမထွက်သွားတော့အန်းကမာပရန်ကိုတဆင့်ထတ်ခိုင်းထားခဲ့ပြီးမာပရန်ကလည်းတဆင့်နှုတ်ကိုအဆောင်ကိုခေါ်သွားဖို့ခိုင်းလိုက်ပါတယ်။ အင်ခွမ်းကိုလိုက်ပို့တဲ့ပင်လင်သူ့ရဲ့လေကပျက်စီးသွားပြီးပြန်လို့မရတော့ပါဘူးဒီတော့ပရင်ဆာနာကိုသူ့ဒီမှာခဏလောက်နေခွင့်ပြုဖို့တောင်းလိုက်တဲ့အတွက်မိပြတိုက်နာကအဆောင်မှနေဖို့ခွင့်ပြုလိုက်ပါတယ်အင်ခွမ်းကိုလည်းခေါ်ပြီးအရင်ကအမားတွေလုခဲ့တာကိုဒီမှာအခွင့်ရေးထပ်ပေးမှဖြစ်ပြီးဘဝကိုအစ်စ်ကနေပြန်စချင်တယ်မလားလို့မေးလိုက်တော့လိုလိုလားလားပဲကောင်းကျိန်ပြလိုက်ပါတယ်အင်ခွမ်းရောက်နေတာကအရင်ကအချင်းထောင်ကြီးတစ်ခုဖြစ်ပြီးအခုမှတော့လူငယ်ပြုပြင်ရင်တင်နန်းချောင်းအဖြစ်ပြောင်းလဲခဲ့တဲ့ ဖိနိခုဆိုတဲ့လူသူမနီးတဲ့ကျွန်းကြီးပေါ်မှာရှိတဲ့ပြုတ်ပြင်းရင်တင်တန်းကျောင်းကြီးတစ်ခုပါအဲ့ဒီနောက်မှာတော့အင်ခွမ်ကိုမာဘရန်ကအကြောင်းမှာလောက်ရမာတွေကိုပြောပြလိုက်ပြီးည9နာရီမထိုးခင်အဆောင်ထဲကိုဝင်ရမယ်လို့ဆိုပါတယ်အင်ကြီးတဲကိုရောက်တော့မာဘရန်တို့ကသူ့ရဲ့ဂဒင်ကိုလိုက်ပြလိုက်ပြီးနောက်တော့အင်ခွမ်လည်းရီချူးတဲ့နေရာမှာရီသွားချိုးကအိပ်ရန်ဝင်လိုက်ပါတယ်သူမအိပ်နေချိန်မှာသူမဂဒင်နားကိုလူတစ်ယောက်ကလာရက်နေကအတန်တစ်ခုကိုကြားလိုက်ရပြီးအင်ခွမ်လည်းလန်နိုးလာခဲ့ပါတယ် ူအိတ်မပြောသေးလို့တန်းစင်ကန်းကိုအသွားမှာပဲအခန်းထဲကိုရောက်တော့အပြင်ကနေလမ်းလျှောက်တံကိုကြားလိုက်ရကတကားကိုလာထုနေလို့ထိတ်လန့်နေချိန်မှာပဲတကားရဲ့အပေါ်ကနေအညစ်ကြီးတွေတွန်ချလိုက်လို့သူ့အပေါ်ကိုကြကုန်ပါတယ်တွန်တဲ့လူကနှော့ပါသူ့ကိုလည်းမပရန်တို့ကဖိအားပေးခိုင်းစေခဲ့ကြတာပါအင်ခွန်ကလည်းတကိုယ်လုံးပေးချန်ကုန်လို့ဝမ်းနေပြီးငိုချပြစ်လိုက်ပါတယ်သူတို့ထမင်းစားရင်လည်းထမင်းစားတစ်စာစူကြရပြီးစိတ်ရှည်တက်အောင်လည်းလေ့ကျင့်ပေးပါသေးတယ် တနေ့အင်ခွန်ကရေတွင်းကရေကိုခတ်ရင်းလက်ကိုခိုင်းမိသွားပြီးဒဏ်ရာရသွားလို့ပင်ကရောက်လာပြီးကိုညီပေးကအနာကိုလည်းသူ့ရဲ့အင်ကြီးစားနဲ့ပတ်တီးစီးပေးလိုက်ပါတယ်။ညရောက်လို့ရေချိုးတဲ့နေရာမှာရေချိုးဖို့သွားရင်သူ့ရဲ့လက်ကပတ်တီးစားကပင်ရဲ့အင်ကြီးစားမှန်အန်းကတီသွားပြီးမျက်နှာပြက်သွားပါတယ်။ဒီတော့အင်ခွန်အိတ်နေချိန်မှာတိတ်တဆိတ်အနာကိုသွားပြီးပတ်တီးစီးထားတာကိုဖျက်ယူလိုက်ပါတယ်။ဒီလိုလုံနေချိန်အခန်းတကာဖွင့်တံကိုကြားလိုက်ရပြီးပြန်လှည့်မှာပဲ။ သူ့ရဲ့လက်ပေါ်မှာတရေလက်ကြီးကိုမြင်ပြီးလန့်သွားပါတယ်။အခန်းရှိကနေလဲလူတယောက်ဖြတ်သွားတာကိုမြင်လို့အနောက်ကနေလက်ကြီးတော်လဲပျောက်သွားပြီးအပြင်မှာလဲတိတ်ဆိတ်နေကခြောက်ချားစရာကောင်းနေတာပါ။အန်းလဲမိအိမ်နဲ့လိုက်ရှာနေရင်မိငိမ့်သွားလို့ပြန်ထုံးနေချင်းအနာကဖြတ်သွားသလိုခံစားလိုက်ရပါတယ်။သူမမိထုံးပြီးတော့ရှောက်လန်းအဆုံးမှာလူတယောက်ကိုမြင်လိုက်ရလို့အနောက်ကနေထပ်လိုက်ပြန်ပါတယ်။လေကားပေါ်ကိုတက်လိုက်ရှာရင်သူမကလူလို့ပဲထင်းနေကသူမကြောက်ဘူးမစားနဲ့လို့ပြောပြီး ြန်အလှသူ့ရဲ့အရှိကိုရုတ်တရက်ပေါ်လာလို့လက်မကျုံကြသွားတာမိုးဝင်နေချင်းမော့ကြီးတဲ့အခါမှာတော့သူတို့ဝိတ်စုံတဲ့ပုံစံကိုပဲရည်ရည်မြင်လိုက်ရကနောက်တစ်ခါဆိုရင်နင်းအသေးပဲလို့ဆိုကထွက်သွားပါတယ်မနေ့ရောက်တော့မာဘရန်ကညကဖြစ်ခဲ့တာအတွက်အင်ခွန်ကိုစွဆွဲနေပြီးဝန်ခံခိုင်းနေကအင်ခွန်လည်းသူမလုပ်ဘူးလို့ဆိုတဲ့အတွက်အမှန်ကိုဝန်မခံရင်အပြည့်ပေးတဲ့အနေနဲ့အင်ခွန်ရောတခြားလူတွေကိုပါညစာကိုမစားရတော့ဘူးလို့အန်ကပြောသွားပါတယ်တနေ့အင်ခွန်တယောက်တည်းထိုင်နေချင်း ပလွိုင်းကအနားကိုရောက်လာပြီသူလည်းမြောက်ပိုင်းသူဖြစ်ကဒီနေရာကအစ်စ်ဝင်လာတဲ့လူဆိုရင်ဒီလိုပဲနှိပ်စက်တတ်ကြောင်းနဲ့သူမကိုလည်းအားပေးစကားပြောပြချာပါတယ်။သူမအရင်မိဘမဲ့เจ้าမာတို့ကအနိုင်ကျင့်နှိပ်စက်ခံခဲ့ရတာကြောင့်လမ်းမောင်းမှာဒဏ်ရာကတရားပါတဲ့အထိပါပဲ။တနေ့မှာအင်ခွန်ကတန်ရှင်းရေးလုပ်နေချိန်အန်တို့အဖွဲကရောက်လာပြီးအင်ခွန်ကိုထတ်ပြီးအနိုင်ကျင့်ကြကဇပင်းကိုလည်းညှက်ထုတ်လိုက်ကြပါတယ်။ညာရောက်တဲ့အခါမှာတော့အန်ကမှန်ရှိမှတယောက်တည်းထိုင်နေပြီးခေါင်းဖိနေချိန် မန်တဲကနေအရင်အမဲကြီးကိုမြင်လိုက်ရပြီလက်ကြီးလိုက်တော့မတွေ့တော့ပါဘူးခဏအကြာမှာပဲသူ့နှောက်ကိုကပ်ပေါ်လာကျွတ်ကျွတ်ဆိုပြီးဇပင်ကိုဆွဲထုတ်လိုက်လို့ထိတ်လန့်ပြီးအော်ချလိုက်တော့မာပရန်တို့ကနိုးလာတော့မှပျောက်သွားပါတယ်ဒါပေမဲ့သူ့မရဲ့ဇပင်นี่လည်းအထွေးလိုက်တကယ်ကျွတ်ကျသွားတာပါအဲ့ဒီနောက်မှာတော့ပလွိုင်းကိုသွားပြီးတခုခုတီလာလို့အနိုင်ကျင့်ပြီးဝိုင်းမိကြတော့ပလွိုင်းကသူ့မရဲ့ပခုံးကဒိုင်ယာကိုလည်းပြလိုက်ပြီးသူတို့မြောက်ပိုင်းဒေသကရိုးရာဒလေတခုကိုလည်းပြောပြလိုက်ပါတယ် သူတို့ရဲ့ဒေသမှာမွေးကာဇကလေးကိုတရဲတွေကစောင်းလျှောက်တယ်လို့အယူရှိကြတာပါ။သူမငငယ်တုန်းကလည်းတရဲစီကပြန်ဝယ်ဖို့ပွဲတွေပြီးကြရတယ်။နတ်ဆရာမနဲ့အတူပွဲတွေပြီးအစီအရင်တွေလုပ်ပြီးကလေးကိုမိဘတွေကပြန်ဝယ်ခြင်းတာပါလို့ပြောရပြီးနတ်ဆရာမကြီးကလည်းအယုတ်ကလေးတစ်ယောက်ကိုခေါင်းကနေချိုးပလိုက်ကခေါင်းကိုပါစပ်သေးကိုထက်ကိုလုံးကိုတော့ကလေးရဲ့မျက်နှာပေါ်ကို တင်ထားလိုက်ပါတယ်။ခဏအကြာမှာပဲချလူတန်တွေကြားလာရတော့မှကလေးဘော်ကအယုတ်ကိုပြန်ယူပြီး ဗဇက်သေးကခေါင်းကိုလည်းထုတ်ယူရင်းဗဇက်ကနေလေကလေးကလူသားရဲ့သားသမီးဖြစ်သွားပြီဘဲတရေကမှလာမနှောက်ရှက်နေတော့ဘဲတရေကမှလာယူလို့မရတော့ဘူးလို့ပြောဆိုကအယုတ်ခေါင်းလေးကိုလည်းမိဘတွေကို ပြန်ပေးပြီးဒီခေါင်းလေးကိုကလေးနဲ့အတူတင်ထားစေပြီးကလေးအပြိုဖြစ်လာတဲ့အထိမပြောက်ပြက်စီရပါဘူးတကယ်လို့ပြောက်ပြက်သွားရင်တော့ကလေးကိုတရေတွေကပြန်လာခေါ်မှာပါဒီလိုပွဲမပေးရတဲ့ကလေးတွေကတရေကသူ့လိုအနားမှာတသက်လုံးနေနေတာလို့ပြောပြလိုက်ပါတယ် ဒါပေမဲ့အန်းတို့ကမယုံကြည်ကြပါဘူး။တ냐မှာအင်ခွန်တယောက်တည်းရှိနေချင်းလိုက်ကနာကလူရိပ်ကိုမြင်လို့အနာကိုသွားအကြည့်မှာသူ့ကိုတွန်းလဲကအဝတ်နဲ့အုပ်ထားခံရပါတယ်။မာပရန်တို့ပဲဖြစ်ပြီးအန်းတို့လည်းထွက်လာကအန်းကထပ်ပြီးအနိုင်ကျင့်ပြန်ပါတယ်။အင်ခွန်ကလည်းတောင်းပန်ပေးမယ်မရပါဘူး။သူများကိုအနိုင်ကျင့်တာကိုပဲအရသာခံနေကြတာပဲ။လှုပ်ပေးပါလို့တောင်းဆိုပါတယ်လို့ဆိုတော့မှအဝတ်ကိုဖယ်ပြီးနင်းလျှောက်ပြောရင်နင်းပြောတဲ့လူရောနင်းရောနာမယ်လို့ချင်းချောက်ပြီးထွက်သွားကြပါတယ်။ အဲ့ဒီနောက်မှာတော့အင်ခွန်ကပင်နေတဲ့နေရာကိုညပတ်ကြီးရောက်သွားပြီးသူ့ကိုလည်းဒီကနေထွက်သွားဖို့ကူညီခိုင်းနေကသူမဒီမှာမနေချင်ဘူးလို့ဆိုပါတယ်ပင်ကလည်းသူမကူညီနိုင်ပဲအပြင်ကိုဆက်သွယ်တဲ့နီလန်းလည်းမရှိသလိုသူတို့ကိုမြင်သွားရင်မကောင်းဘူးလို့ဆိုကပြန်လွတ်လိုက်ပါတယ်ဒီလိုနဲ့သူမအဆောင်နဲ့ပြန်ဝင်လာတာကိုအန်ကတီသွားပြီးပရင်ဆာနာကိုတိုင်လိုက်တဲ့အတွက်အင်ခွန်လည်းပြင်းပြင်းထန်ထန်ပဲအပြစ်ပေးခံရပါတယ်ပရင်ဆာနာကရိုက်နဲ့ကျိန်မောင်းပြီးကြံတဲ့လူတွေကိုလည်းတတိပေးကထွက်သွားပါတယ် ။ညရောက်တော့အဆောင်သူတွေကိုလိုက်ပြီးစစ်ဆေးနေတော့မှာအခန်းတောင်မှာတရေတကောင် ပေါ်လာပါတယ်။သူမလည်းအနောက်ကိုဆုပ်ကအခန်းပြင်ကိုထွက်သွားတော့တကားပိတ်သွားတဲ့အတွက်ထွက်သွားမယ်အလုံးမှာပဲ။တကားကထပ်ပွင့်လာပြီးသူအနာကိုရှောက်လာတဲ့ချီယာကြီးကိုလည်းမြင်နေရလို့အထိတ်ထိတ်အလန့်လန့်နဲ့ပဲအနောက်ကိုဆုပ်သွားမှာအနာကိုကပ်ပြီးပေါ်လာလို့လမ်းကြီးအော်ချလိုက်ပါကျောင်းသူတွေလည်းနိုးလာကြပြီးရောက်လာတော့မှဘာမှမရှိတော့ပဲပရင်ဆာနာလည်းထိတ်လန့်ပြီးကြံခဲ့ပါတယ်အဲ့ဒီနောက်အင်ခွန်အိတ်နေချင်း ပလိုင်းကအပြင်ကိုခေါ်ထုတ်သွားပြီးအန်တို့ကလည်းအင်ခွန်ရဲ့နေရာမှာအယုတ်ကိုရှာဖွေကြပါတယ်။ပလိုင်းကလည်းသူမကိုမညာပဲအယုတ်ကောင်းနဲ့တရဲမိမိအကြောင်းကိုပြောထားပြီးဒါပေမဲ့သူတို့ကမယုံကြပါဘူးလို့ပြောလိုက်ပါတယ်။အင်ခွန်လုတ်တယ်လို့ပဲထင်နေကြပြီးသူ့ကိုပြဿနာရှာနေကြအောင်မှာပါပဲ။အန်တို့ကလည်းရှာနေရင်ဘူးလေးတစ်ခုကိုမြင်တော့ဖွင့်ကြည့်လိုက်တဲ့အခါမှာဖျောင်းနဲ့အုပ်ထားတဲ့အယုတ်ကလေးကိုတွေ့လိုက်ကြပါတယ်။အားလုံးကလည်းအံ့ဩသွားကြပြီးပလိုင်းမှာလည်းရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့သူတို့မသိတာကတော့ပလွိုင်းမာကခေါင်းပဲရှိတာပါကိုမပပါဘူးနောက်တနေ့မှာတော့အင်ခွန်ပျောက်သွားလို့လိုက်ရှာကြရင်ဒေါ်ဆက်တနေရာမှာထိုင်နေတဲ့အင်ခွန်ကိုအန်တိုနီယောက်ကမြင်သွားပြီးအနာကို အသွားမှာသူ့ဘာသာသူနေပြရစီလို့ပြောပေမဲ့မရပါဘူးအင်ခွန်ကိုအတင်းဆွဲခေါ်သွားပြီးရေတွင်းတစ်ခုထဲကိုပြုတ်ကျသွားအောင်လှုပ်လိုက်ကြပါတယ်အပေါ်ကနေလည်းအဖုံးပါ အုပ်ထားခဲ့ပြီးပြန်သွားကြတော့လည်းမတွေ့ခဲ့ဘူးလို့လိန်လိုက်ကြတာပါပရင်ဆာနာကလည်းအင်ခွန်ပျောက်နေတာကိုတီးသွားပြီး ထလိုက်ရှာဖို့လောက်ကပင်ကိုလည်းကူရှာခိုင်းလိုက်ပါတယ်။ညဘက်အထိလိုက်ရှာကြရပြီးမိုးတွေကလည်းတဲထန်စွာရွာသွန်းလို့ပါပဲ။မိုးရွာတဲ့ရေတွေကရေတွင်းထဲကိုကျလာပြီးအင်ခွန်လည်းအကူအညီတောင်းပေမဲ့ဘသူမှမကြားနိုင်ပါဘူး။သူမှထိတ်လန့်နေချိန်မှာ သူတို့အားလုံးကိုတတ်ပလိုက်။ငါကူညီပေးမယ်လို့အတန်ကြားလိုက်ရကလှဲ့ကြည့်လိုက်ပြီးတခုခုကိုမြင်တာအော်ချားလိုက်ပါတယ်။အပြင်မှာလည်းမိုးသေးနေတဲ့ကြားကပဲပင်ကလိုက်ရှာနေရင် အင်ခွန်ရဲ့အရေးအယောင်ကိုမြင်လို့အနောက်ကနေလိုက်ရှာရင်ရေရင်းတစ်ခုအနားကိုရောက်သွားပါတယ်။မနဲ့ရောက်တော့ပရင်ဇာနာကအင်ခွန်ကိုလိုက်မရှာတော့ဘူးဆုံးဖြတ်လိုက်ပြီးဘသူမှဒီကထွက်ပြေးဖို့မကြိုးစားတင်ကြောင်းနဲ့အပြစ်ဒဏ်ကြီးကြီးမားမားပေးခံရမယ်လို့ဆိုပါတယ်။ဒီအချိန်မှာပဲပင်ကအင်ခွန်ကိုတွဲပြီးခေါ်လာတာကိုမြင်တော့မာပရန်ကပဲဥအောင်ရန်တွေ့ပြီးအပြစ်တင်နေကအင်ခွန်ကလည်းနင်းထုတ်ကျင်းတဲ့ကိုတွန်းချတာလို့ပြောပေမဲ့ပရင်ဇာနာကအပြစ်မပေးဘဲ ဘသူစကားကိုမှမယုံကြည်ဘူးလို့ဆိုကနောက်မှရှင်းမယ်လို့ဆိုပြီးထွက်သွားပါတယ်။ဒါပေမဲ့나ကျင်မှုတွေကြောင့်တီးခံစိတ်တွေကုံသွားတဲ့အမူအရာကအင်ခွန်ရဲ့မျက်နှာပေါ်မှာအထင်းသာပေါ်လွင်လာပါပြီ။ပလိုင်းကသူမကိုအားပေးစကားပြောလိုက်ပြီးတန့်စင်ပေးနေကနင်ရောသူတို့နဲ့အတူတူပဲလားလို့မေးလိုက်တော့သူတို့ကအားနဲ့သူတွေမို့ဗာတတ်နိုင်မှာလဲလို့ဆိုပါတယ်။တကယ်တော့အင်ခွန်စီကအယုတ်ကသူမငငယ်ကတော်ရင်မှာစော်ကစားနေရင်အယုတ်ကိုလုံးတွေစွန့်ပစ်ထားတဲ့နေရာကိုရောက်သွားပြီး သူ့မှာအမြဲတမ်းထားတဲ့အယုတ်ကောင်းလေးကိုထုတ်ပြီးတက်လိုက်မိတာပါဒီအချိန်မှာပဲတရေရဲ့သားသမီးပြန်ဖြစ်သွားခဲ့တာပါသူမကိုတရေကစပြီးစောင်းလျှောက်ခဲ့ကအနားမှာအမြဲရှိနေစေတော့တာပါပဲသူမကိုပြန်ပြီးဆွဲတဲ့လူတွေကဖမ်းခေါ်သွားခံခဲ့ရပြီးတရေမိမိရဲ့လက်ချက်နဲ့ဖမ်းတဲ့လူတွေလည်းတစားစီချိုးဖဲ့ခံရပြီးတေဆုံးကုန်ကြပါတယ်မိဘတွေကသူ့ကိုရှာတွေ့တော့ပြန်ပြီးသမားတွေရဲ့အလောင်းသားမှာထိုင်လျက်အကောင်းတိုင်းပါပဲသူမဓာရီကိုတွေးနေရင်သူအနာကိုလက်ကြီးပေါ်လာပြီး ငါကလေးကိုထိခိုက်အောင်လုပ်တဲ့ဘယ်သူမှဆိုတက်ပြစ်မယ်လို့ဆိုကသူ့ကိုပုတ်သက်ပေးနေတာပါဒီလိုနဲ့ညရောက်တော့မာပရန်အိတ်နေချိန်လဲပဲညှစ်ခံလိုက်ရပြီတရဲမေမေရဲ့လက်ချက်ပါပဲငါကိုလည်းအင်ခွန်ကကောင်းကောင်းကြီးကြည့်နေတာပါမနဲ့ရောက်တော့ရေရင်းနားမှာအယိုးတွေကျိုးပြီးတေဆုံးနေတဲ့မာပရန်ကိုတွေ့လိုက်ကြရပါတယ်အားလုံးကလည်းထိတ်လန့်နေကြကပရင်ဆာနာကတော့လာကြည့်ပြီးအလောင်းကိုပြင်ဆင်ဖို့မှာပြီးထွက်သွားပါတယ်အန်းကလည်းဝမ်းနေပြီးကြံနေခဲ့တာပါ အင်ခွန်ရောက်လာတော့သွားပြီးရန်တွေ့နေကအရင်လိုအင်ခွန်မဟုတ်တော့ပါဘူးသူကိုရိုက်ဖို့ရွယ်တော့နေလုံရဲရင်လှုပ်ကြည့်လို့ပြောလိုက်တဲ့အတွက်အန်လည်းတွန်သွားပြီးလက်ကိုပြန်ယူသိမ်းလိုက်ရပါတယ်တရဲမီမီလက်ချက်နဲ့မာဘရန်တယောက်ကတော့မြေပုံအောက်ကိုရောက်သွားရပါပြီပရင်ဆာနာကလည်းပင်ကိုခေါ်ပြီးဒီကနေထွက်သွားဖို့ဘာပဲဖြစ်ဖြစ်လှုပ်ဖို့နဲ့လိုအပ်တာတွေနဲ့ရေဒီယိုပြင်ဖို့ကိုလည်းခွင့်ပြုပေးလိုက်ပါတယ်အင်ခွန်ကိုတော့အရင်မိဘမဲ့အကြောင်းမှဘာဖြစ်ခဲ့လဲလို့မေးလိုက်ပါတယ် တစ်ဖက်မှာလည်းအန်တို့ကအင်ခွန်နဲ့ပတ်သက်ပြီးတခုခုတိရအောင်လို့ရှာဖွေနေကြတာပါသူတို့ရှာနေရင်းမှာပဲတတင်းစာတခုမှာအင်ခွန်နေခဲ့တဲ့အကြောင်းကတကြောင်လုံးအသက်ခံလိုက်ရပြီးရှင်ကျန်သူကတဦးတည်းရှိတယ်လို့ဆိုတာကိုတွေ့လိုက်ရပြီးပုံထဲမှာလည်းအင်ခွန်ဖြစ်နေကသူ့ရဲ့အနောက်မှာတရဲမိမိရှိနေတာကိုလည်းမြင်လိုက်ရပြီးထိတ်လန့်သွားကြပါတယ်တကယ်တော့အရင်ကျောင်းမှာသူမကိုအနိုင်ကျင့်တဲ့အတွက်တကြောင်လုံးကိုတရဲမိမိကအပြည့်ရှင်းလိုက်တာကြောင့်ပါပဲဒီတော့လူသေးဆုံးမှုနဲ့ဒီရောက်လာခဲ့တာပါ ရင်စာနာကိုလည်းပူအားကြီးတဲ့လူကရှင်ကြံခဲ့တာလို့ဆိုကပြန်ပြောနေပြီးဒေါသထွက်သွားတဲ့ပရင်စာနာကိုလည်းစိုးသွမ်းတဲ့အကြောင်းသူတွေတည်သွားတာမပြောဘူးလားလို့ပြန်ပြီးပြောနေပါသေးတယ်။အန်းကလည်းအချင်းအင်းမကောင်းတော်မှန်သည်လို့တင်တဲ့အတူအဝေးကိုလိုက်ဖို့တောင်းဆိုပေမဲ့သူမရဲ့စိုးရွားတဲ့လောရက်တွေကိုတည်သွားတဲ့အတွက်တင်ကတော့လက်မခံပဲပြောဆိုလို့ကထားခဲ့လိုက်ပါတယ်။တကယ်တော့သူမကိုပရင်စာနာကလက်သက်မွေးပြီးဒီလိုအနိုင်ကျင့်ခိုင်းပြီးအကြောင်းသူတွေကိုပြန်ထိန်းချောင်းဖို့ခိုင်းစေထားခဲ့တာပါ။ ူ့ကိုကူညီပေးရင်ဒီကနေထွက်သွားလို့ရအောင်ကူညီပေးမယ်လို့ပြောထားတာကြောင့်ပါပဲအန်းကတယောက်တည်းအခန်းထဲမှာရှိနေချင်းတယဲမိမိကရောက်လာပြီးအတန်ကြားလို့လိုက်ကြည့်နေရင်သူ့အရှိမတခြားလူတယောက်ကိုခေါင်းပြက်ထွက်သွားအောင်လှုပ်လိုက်တာကိုမြင်လိုက်ရပါတယ်ဆောင်းထဲမှာလည်းအကုန်လုံးကအတုံယုံဖြစ်နေကြပါပြီသူမကို၆လန့်ခံနေရပြီးအခန်းတွေထဲကိုလိုက်ပြီးတခြားလူတွေကိုရှာနေရင်ပင်ကိုမြင်လိုက်ချင်းဘိုက်ကနေလက်ကြီးဖောက်ထွက်လာလို့လန့်ပြီးအော်မိလိုက်ရကနေအိမ်မက်ဖြစ်နေပြီးလန့်နိုးလာခဲ့ပါတယ် ပရင်စာနာကလည်းအင်ခွန်ရဲ့ဖိုင်တွေကိုကြည့်တော့အထူးဂယူဆိုင်ရန်လို့တတိပေးထားပြီးသူ့ကိုအကျင့်စာရိတာမပြောင်းလဲနိုင်ရန်အရေးယူခံရမှာပါချက်ချင်းပဲအင်ခွန်ကအိတ်နေတာကိုတွားပြီးဓာတ်နဲ့ထိုးချပြီးအဆုံးသတ်ပလိုက်ပါတယ်ပြီးသွားပြီထင်ပြီးသူ့အခန်းကိုပြန်လာတော့သူ့အခန်းမှာအင်ခွန်ကရောက်နေတာပါသူမှကြည်နေတုံးမှအနာကိုရောက်လာလို့ဓာတ်နဲ့ပြေးထိုးမှဓာတ်ကိုဖမ်းထားလိုက်ပြီးတမီးကိုထိခိုက်အောင်လုပ်တဲ့ဘသူကမဆိုအမေကလက်စားချေပါလိမ့်မယ်လို့ပြောလိုက်တာနဲ့ သူ့ရဲ့အနောက်ကနေတရေမိမိကထွက်လာပါတော့တယ်။ပရင်ဆာနာလည်းလန့်ပြီးနောက်ကိုစုပ်ပြီးပဲမရပါဘူး။အင်ခွန်ကကြွတ်ကြွတ်လို့လှုပ်လိုက်တာနဲ့ကိုသားနဲ့ကို ပြန်ထိုးပြီးတီးဆုံးသွားရပါတယ်။အန်ဒိုးကလည်းရောက်လာပြီးထိုင်းကုန်းပေါ်မှာတီးဆုံးနေတဲ့ပရင်ဆာနာကိုမြင်လိုက်ကြရပါတယ်။အခန်းထဲကစာရွက်စာတန်းတွေမှာလည်းသူတို့ကိုအစိုးရကလှုပ်လှခွင့်ပေးဖို့နဲ့အစိုးရဝန်ထမ်းနေရာမှာတာဝန်ပေးအပ်ဖို့စာထွက်ပြီးသားဆိုတာကိုလည်းတီးလိုက်ကြပြီးပရင်ဆာနာတီတာကိုယ်တော်ကြီးနဲ့သွားကြပါသေးတယ်။ အဘွားကြီးကဒီကြောင်းကိုဆွဲလန်းပြီးမစွတ်လွတ်နိုင်ဖြစ်နေတာပါပင်ကလည်းရေဒီယိုပြင်လို့ရသွားပြီရေဒီယိုကနေသူ့တို့ကိုတက်ဆိုတဲ့အတန်းကိုကြားလိုက်ရကသူ့စီကိုလည်းအင်ခွန်ကရောက်လာပါတယ်လက်ကအနာကိုပတ်တီးစီးပေးဖို့ပြင်နေတုန်းပါပဲမှန်တဲကနေအင်ခွန်ရဲ့အနောက်ကတရဲမိမိကိုပင်လဲမြင်လိုက်ရပါတယ်တစ်ဖက်မှာလည်းအန်ဒိုကအင်ခွန်ရဲ့အယုတ်လေးကိုကောင်းဖြုတ်ဖို့ကြိုးစားပေမဲ့မရပါဘူးကြောက်ခဲနဲ့ထုတ်လည်းမရမီးနဲ့ရှို့လည်းမရပဲဘလို့မှဖြက်စီးလို့မရပဲဖြစ်နေတာပါ ီချိန်မှာပင်လည်းရောက်လာပြီးအနောက်ကနေအင်ခွန်လည်းပါလာပါတယ်။ပင်ကိုလည်းမိမယုတ်တွေနဲ့အတူတူပဲလာလို့ဆိုနေကအန်းတို့လည်းအပြန်အလှန်စကားများကြရင်ပူတော်တာထွက်လာပါတယ်။ပင်ကလည်းဘဝအသင့်မဆခြင်းဘူးလားလို့ဆိုတော့အင်ခွန်လည်းစိတ်လျှော့သွားပြီးရှေ့တိုးလာချိန်မှာပဲအဖွဲတွေကတယောက်ကကြောက်ခဲနဲ့ကောက်ထုတ်လိုက်လို့ခေါင်းကွဲသွားပါတယ်။ဒီတော့အပေါ်မှာတရေမိမိပေါ်လာပြီးစုပ်တစ်ချက်တတ်လိုက်တာနဲ့သူ့ရဲ့လူကိုဘုံချိုးတတ်လိုက်ပါတော့တယ်။အားလုံးကလည်းဒါကိုမြင်တော့ထွက်ပြေးကြရပြီ အင်ခွန်ကအနောက်ကလိုက်ရပါပြီပင်းနဲ့အန်တို့ကအတူပြေးကြရင်ပင်းကမီးပြတိုက်ကမီးကိုတွားပြီးဖြွင့်ဖို့ဆက်သွားနိုးနေကအန်ကိုသူ့တဲတဲကိုဝင်သွားခိုင်းလိုက်ပါတယ်တဲတဲကိုရောက်တော့ပလွှိုင်းကိုမြင်လိုက်ပြီးနှိုးလိုက်ကပင်းကိုလည်းမီးဆက်တဲတဲမှာအင်ခွန်ကတကားပိတ်ထားခဲ့ပြီးအန်တို့စီရောက်လာပါတယ်ပလွှိုင်းကအနားကိုကတ်သွားပြီးသူ့ကိုမတက်ပါနဲ့သူတို့နှစ်ယောက်လုံးကအနိုင်ကျင့်ခံခဲ့ရတာပါလို့ဆိုပါတယ်ဒီတော့ဓာကြီးနဲ့အန်ရဲ့အနားကိုကတ်အသွားမှာ အန်းကအရင်တိုက်ခိုက်လိုက်ပြီးဖိထားတော့မှပဲတရဲမေမေကိုခေါ်လိုက်တာကြောင့်မနိုင်တော့ပဲတွေးထွက်သွားပါပင်ကရောက်လာပြီးကုညီနေလို့ပင်ကိုလည်းဓာတ်နဲ့ထိုးချလိုက်ပြီးအန်းကိုလည်းအညိုတကြီးနဲ့အဆုံးသတ်ဖို့ကြိုးစားကဓာတ်နဲ့ထိုးဖို့ကြိုးစားနေမှာနှစ်ယောက်လုံးအောက်ကိုပြုတ်ကျသွားကြပါလိမ့်ဒါပေမဲ့မတည်သေးပဲကန်းဆက်တစ်ခုမှပြန်နိုးလာကြပြီးတယောက်နဲ့တယောက်အပြန်လန်တပ်ပုတ်နေကြရာကနေအင်ခွန်လည်းဘိုက်မှာဓာတ်ထိုးမိတာကိုသူမကိုသူမသတိထားမိလိုက်ကအန်းကလည်းအနိုင်ရပြီးပလင်းဝဲနဲ့ထိုးဖို့ ချိန်ပြီးကောင်မှမလုပ်တော့ပဲရက်ထားလိုက်ပါတယ်။အင်ခွန်ကတော့သူ့ကိုအဆုံးသတ်ဖို့ပြောနေသေးတာပါ။အာနင်းကိုမတက်ဘူးနင်လွတ်မြောက်သွားရင်တော့ထောင်ထဲမှာပုတ်တူးသွားရမယ်လို့ပြောကလက်ထွက်သွားတာနဲ့အင်ခွန်ကထလာပြီးဒီလိုရင်မဖြစ်ခင်အရင်ကသူ့ရဲ့တရေမိမိကအနိုင်ကျင့်သူတွေကိုမတက်ဖို့ကြိုးစားပြီးတားခဲ့ရကြောင်းကိုပြောပြလိုက်ပါတယ်။ဘီတာနဲ့ကြွတ်ကြွတ်လို့ဆိုကဘေးကပလင်းခွဲကိုကောက်ယူပြီးသူ့ရဲ့လက်ဘင်းကိုသူပြန်ထိုးချလိုက်တာပါ။အန်းကလည်းတားလို့မရလိုက်ပါဘူး။ ချက်ချင်းပဲသူမကြည့်နေရင်းပါပဲအင်ခွန်ရဲ့အနောက်ကနေတရေမေမေကထွက်လာပြီလီရီလက်တိုက်ခတ်လာသူမကို တင်းချက်စွာဖတ်ထားရင်ငါစီပြန်လာခဲ့ပါခလီအမေကမင်းကိုထပ်ပြီးနာကျင်ခိုင်းတော့မှမဟုတ်ဘူးလို့ပြောလိုက်ပြီးဒဲရီအောက်ထဲကိုဆွဲခေါ်သွားကပျောက်ကွယ်သွားပါလို့အနံ့မိုးလင်းလာတော့ကန်းချီဆောင်တက်တွေရောက်လာတော့အန်းကပင်ကိုပွေထားလျက်နဲ့ပါသူမလှုပ်တာမဟုတ်ပဲအင်ခွန်ရဲ့ခေါင်းကင်မိခင်ဝဉဉင်ကလှုပ်တာပါလို့ပြောပေမဲ့ ။သူမရဲ့လက်ထဲမှာလည်းဓာကကင်ထားလျက်နဲ့မှမယုံကြပါဘူး။တခြားအသက်ရှင်ကျန်တဲ့ចောင်းသူတွေကိုလည်းခေါ်ထုတ်လာတော့ပလွိုင်းလေးပါလာပါတယ်။ပလွိုင်းကိုလည်းသူ့ကိုကူညီပြီးရှင်းပြပေးပါလို့တောင်းဆိုပေမဲ့မရပါဘူး။တခြားလူတွေကလည်းသူ့အပြင်တခြားလူမရှိဘူးလို့ဝိုင်းပြောကြပါတယ်။ဒီမှာအင်ခွန်လို့ခေါ်တဲ့သူ မရှိပဲဓာတွေအားလုံးကိုလှုပ်ခဲတာသူပဲလို့ပြောလိုက်ပါတယ်။ပီတာနဲ့အနားကိုကပ်ပြီးငါနင်ပေးဆက်ရမယ်ဒီနေ့ကိုစောင့်နေတာလို့ကပ်ပြောလိုက်လို့ အန်ကဒေါသထွက်ပြီးရန်ပြုတ်ဖို့ကြိုးစားလို့ဝိုင်းပြီးချုပ်ကခေါ်သွားကြရပါတယ်။တကယ်တော့အင်ခွမ်မှာအယုတ်ရှိတာကိုသူ့ပဲသိပြီးတရက်ထွက်လာအောင်ဖန်တီးခဲ့တာပါ။အင်ခွမ်ကအန်ကိုတတ်အောင်သူ့ပဲမီးလောင်ရလေးပင်းခဲ့တာပါပဲ။နောက်ဆုံးသူတို့ထွက်သွားကန်နီးမှာအင်ခွမ်ရဲ့အယုတ်လေးကိုမြင်တော့ခြေထောက်နဲ့တဲတဲ့ကိုမြုပ်အောင်နင်းထားခဲ့လိုက်ပြီးဇက်လန်းလေးပြီးဆုံးသွားခဲ့ပါတယ်ခမညာ။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းများနဲ့အတူ ကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။